မင်္ဂလာပါကျမရောငူးခတ်တာပါ TV ဦးမြင်တန်ကြားရဲ့နေ့လယ်2နာရီချင်းထီရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တိုးအားကစားသတင်းတွေကိုလည်းရှုစားကြအောင်ပါပါရှင်အရာပြင်းငလင်ကြီးကြောင့်ရန်ကုန်မန္တလေးနေပြီးတော့အမြန်လမ်းမှာပျက်စီးခဲ့ရတဲ့လမ်းပိုင်းတွေပြန်လည်းမပြုတ်ပြင်နိုင်သေးတာကြောင့်ရင်းတွေခက်ခက်ခဲခဲမောင်းနေနေကြရတယ်လို့ရင်းမောင်းနေစီကသိရပါဗျ။ ငလီထန်ကျောင်းနေပြီးတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးကွန်ကရစ်လမ်းပိုင်းတွေကျိုးကျပျက်စီးခဲ့ရပြီးငလီလောက်ခတ်ပြီး28ရက်လောက်ရှိလာတဲ့အထိပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့လမ်းပိုင်းတွေရှိနေတယ်လို့ဆိုပါရယ်။ရန်ကုန်ကရေမောင်တယောက်ကမိုင်းတိုင်အမှတ်358မြေဆောင်နှစ်မှာရှိတဲ့ဒုထဝရီသဒ္ဓနာကလမ်းပိုင်းဆိုမကောင်းတာပို့ဆိုတဲ့ကားနှစ်စီးဆောင်ရင်ရှောင်လို့မရဘူး။ဝိတ်အများကြီးနဲ့လည်းသွားလို့မရသေးဘူးဆိုပြီးပြောပါရယ်။ အင်အားဖြင့်ငလင်တန်းကြောင့်မြေသားတွေကြေမွှပျက်စီးမှု283နေရာလမ်းမြေသားတွေပျက်စီးလှိုင်းတွန်းထွက်ပျက်စီးမှု185နေရာမြေသားကြုံကြပျက်စီးမှု108နေရာအကြောင်းထပျက်စီးမှု211နေရာထိရှိခဲ့တယ်လို့လမ်းပိုင်းအသုံးပြုသူတွေစီကနေသိရပါဗျာရှင် ငလင်းဘေးဒဏ်အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့အလုပ်ခွင်တွေမှာလုံသမားရှားပါမှုပြဿနာနဲ့ကြုံတွေ့နေရပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ရှင်။စကားမျိုးအနည်းကိုဗဟိုပြုပြီးမက်လာ28ရက်နေ့ကလုတ်ခတ်တော့တဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းငလင်းကြောင့်မြန်မာနိုင်ငံတဝန်းအဆောက်အအုံ9000ကျော်လောက်ပြိုကျပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ငရင်ပေတဲ့အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာဆောက်လုပ်ရေးအလို့သမားအများစုဟာနေအိမ်အဆောက်အုံတွေဖြိုဖျက်ရမှလုတ်ကိုက်နေတာကြောင့်နေအိမ်တွေပြန်လည်တိဆောက်ရမှအသုံးပြုဖို့အလို့သမားရှာပါနေတာဖြစ်တယ်လို့မန္တလေးဒေသခံရုံးနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ဒါအပြင်ငလျင်မတိုင်မင်းဆောက်လုပ်ရေးအလို့သမားတယောက်ရဲ့တနစ်တာလှုပ်အားခါကငွေကျပ်15000ရှိခဲ့ရကနေလက်ရှိမှာငလျင်ကြောင့်အဆောက်အုံဖြိုဖျက်ရမှတနစ်တာလှုပ်အားခါကငွေကျပ်3000အထိဈေးနှုန်းမြင့်တက်နေတာပါ။ ါကြောင့်နေအိမ်တွေပြန်လည်တိဆောက်ပေးနေတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လှုပ်သားရှားပါမှုပြဿနာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာလေးဖြစ်ပါတယ်။ အလုတ်ကမာတွေကဒီတိုက်အဖြူအပြက်ဒီကိုလိုက်ပြီးတော့ဟိုဟာလုံနေတဲ့အတွက်ဒီဆောက်လုပ်ရေးလုပ်ငန်းတွေမှာအလုတ်ကမာအခက်အခဲရှိရပေါ့နော်တကယ်တကယ်အလုတ်ကမာတယောက်ကိုတရက်တထောင်ခွဲဆိုလို့ရှိရင်အလုတ်ကမာတယောက်ရဲ့နေနေထွက်ရတယ်လीအခုကကတိုက်ပြူပြက်ဖြတ်တဲ့ဟာတွေကတရက်3000 3000ခွဲပေးခေါ်တော့အဲ့နောက်ကိုအကုန်ပါသွားကြတာပေါ့လောလောဆယ်ဒီတပတ်စေရက်ကအလုတ်ကမာအခက်အခဲနဲ့ရေဆိုင်နေရတော့ ဒီဆောက်လုပ်ရေးလုပ်ငန်းတွေကနည်းနည်းအခက်အခဲလေးတွေနည်းနည်းကြုံနေရပါလေအလုပ်သမားပြဿနာပေါ့အဓိကအဲ့ဒါပါပဲဒါအပြင်ဆောက်လုပ်ရေးအလုပ်သမားတချို့ကတော့လုပ်ငန်းခွင်ထဲမှာငလျင်တန်တိအဆောက်အုံတွေပြိုကျပျက်စီးမှစိုးရိမ်တဲ့အတွက်လုံသားရှားပါမှုတွေလည်းရှိနေပါသေး။လက်ရှိမန္တလေးမြို့မှာအလျားပင်90အနက်ပင်20ရှိရဲ့အာစီ3ထက်တိုက်တလုံးကိုလူအင်အားနဲ့ဖြိုဖျက်မယ်ဆိုရင်3,500ဝန်းကျင်အထိပေါက်ဈေးရှိနေတယ်လို့မန္တလေးဒေသခံတွေကပြောပါသေး။ အခုလိုလုံသားရှားပါမှုပြဿနာကြောင့်နေအိမ်တွေတိဆောက်ပင်းနေတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ရမ်းကျန်းကြမှုတွေရှိနေတယ်လို့အခက်အခဲတွေလည်းကြုံတွေ့နေရတယ်လို့မန္တလေးမြို့ကဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်။လုံသားရှားပါတဲ့အတွက်အခက်တဲဆိုတာကတော့ကျွန်တော်တို့ဒီပုံမှန်ဈေးကွက်လိုပါပဲ။ကမန်းတအားတက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေမှမဖြည့်ဆည်းပေးနိုင်နေဆိုတဲ့ပြက်ကွက်မှုတန်နည်းခံရတာပေါ့။ အဲ့ဒီသဘောပါပဲတမန်တက်နေတဲ့အချိန်မှာဒီဘက်ကညီမတက်လာတဲ့တမန်နဲ့ site တိုင်းကိုလူကြည့်အင်အားပြည့်မစင်းပြနိုင်တဲ့အခါမှာ site တွေကိုအတင်းကျဆိုတဲ့စနစ်မျိုးတွေနဲ့တွားနေရတော့အင်ရှင်ကြီးရဲ့မကြည်နပ်မှုတွေစိုးရိမ်မှုအဲ့လိုအခက်အခဲတွေကိုအဓိကထားပြီးနေတိုင်းရင်ဆိုင်ပြီးဖြည့်ရှင်းနေရတယ်။ရက်ကလေးစောင့်ပြပါတို့၊တုံးရက်စောင့်ပါတို့၊တပတ်စောင့်ပါတို့လည်းအဲ့လိုတွားနေရတာ လက်ရှိမန္တလေးမြို့မှာငလျင်တန်တိအဆောက်အဦတွေအများကြီးရှိနေပြီးတော့မဖြိုဖျက်နိုင်သေးတာကြောင့် NDA ရှိတဲ့အနေအထားမှာရှိနေတယ်လို့ဆိုပါတယ်ဒီပူမေကကောက်ယူရရှိထားတဲ့စင်းတွေအများအင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံတော်နေအဆောက်အဦပေါင်း9000ကျော်လောက်ပျက်စီးဆုံးရှုံးခဲ့ရပြီးလုံးဝပျက်စီးသောတွေနေအိမ်1000ကျော်နဲ့တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးသောတွေနေအိမ်3000ကျော်ထိရှိနေရလေဖြစ်ပါတယ်ကျွန်မကေခိုင်ပါ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ဝင် AD တံတားပေါ်မှာတိုင်နီဘက်ကလာတဲ့အင်စည်းကားတွေကိုစစ်တပ်ကပိုက်ဆံအဆမတန်တောင်းနေလို့ဒေသခံတွေခက်ခဲဖြစ်နေကြရတယ်လို့ပြောပါရယ်။ဧပြီလ21ရက်နေ့ကလားရှိုးမြို့ကိုကန်တက်မတော် MNDA ကစစ်တပ်ကိုပြန်လည်ပေးအပ်ခဲ့ပြီးတဲ့နောက်တိုင်နီကနေလားရှိုးမြို့ကိုလာတဲ့အင်စည်းကားတွေကိုဒဇီ3000ကျပ်လားရှိုးတိုင်နီသွားတဲ့ကားကိုဒဇီ9000ကျပ်နှုန်းနဲ့စစ်တပ်ကကားတိုင်းကိုတောင်းနေတာလို့ပြောပါရယ်။ ဒေသခံတယောက်ကဒီကောင်တွေကသူတို့လက်ထဲပြန်ရောက်တာနဲ့လှုပ်ချင်တာလှုပ်တော့တာအိမ်စည်းကားတဲသေးလေးကအစားတစည်း3000ဆိုပြီးကောက်နေတာဒါကိုပြည်သူတွေကိုဒုက္ခလိုက်ပေးနေရလို့ပဲမြင်တယ်လို့ပြောခဲ့ပါတယ်။လာရှုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MNDAA နဲ့ဒေါ်လာရင်တပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၈လအကြာမှာတရုတ်ရဲ့ဂျားဝင်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီကရက်ွက်တစ်ကနေဆက်နှစ်အထိကိုပြန်လည်အုပ်ချုပ်ခွင့်ရသားခဲ့တာဖြစ်ပါတယ်ရှင်။ တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုပေါပေါထင်ထင်ဝင်ရောက်ဆက်ဖက်လိုက်တာဟာပြည်တွင်းစစ်မီးကိုအခုထပ်ပိုပြီးတောက်လောင်စေနိုင်တယ်လို့တရုတ်နိုင်ငံရဲ့ကြွမ်းကျင်သူတွေနဲ့နိုင်ငံရဲ့အတိုင်းဝန်ကဝေဖန်လိုက်ပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်ကိုကန်တဖွဲ့ MNDAA ကတင်ပြထားတဲ့လာရှုမျိုးကိုအနာသိန်းစစ်ကောင်စီလက်ထက်ကိုလွှတ်အပ်ပေးရေးအစဉ်ပြေစေဖို့အတွက်တရုတ်နိုင်ငံကအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွန်းနဲ့အပြစ်ခက်ရစဲရေးစောင့်ကြည့်ရဖွဲ့ကို မြန်မာနိုင်ငံရဲ့ကိုစေလွှတ်ပြီးဆောင်ရွက်စေခဲ့တဲ့အပေါ်အခုလိုဝေဖန်ကြတာပါမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်လာတဲ့တရုတ်နိုင်ငံရဲ့လှုပ်ဆောင်ချက်ကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေရဲ့အရှိန်ကိုရှော့ချနိုင်ခြင်းမရှိဘဲအခုထက်ပိုမိုပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်းရခိုင်ဒီမိုကရေစီဖွဲ့ချုပ်ပါတီအတွင်းရေးမှူးကတုံ့တက်ပါတယ်စိတ်ညင်သာခံသာရှိရပါလေငကိုကလေးကတော့ဟိုဝင်နေဆိုပေမဲ့အဲ့လိုပေါ်ပေါ်တင်တင် လူထုမှာမပြဘူးပေါ့လေသူအဖွဲ့အစည်းထဲမှာတော့သူတို့တွေကတကယ်ကိုအဲလာရဲသူတို့ရဲ့ကိုယ်စားလှယ်တွေကောင်းဆောင်တွေကတော့အာနာပါဝါပြတာတွေကတော့ကျွန်တော်တို့လည်းတွေ့ဖူးပါတယ်ဒါပေမဲ့အခုကတော့အဲလူငယ်မကောင်းလောက်အောင်ဒီအနေထားဖြစ်သွားတယ်ပေါ့နော်တနည်းအားဖြင့်ပြောရင်ဒါကတော့နိုင်ငံတကာကိုလည်း အဲအစီအစဉ်ပညာကြီးကရောက်သွားမယ်လို့မြင်ပါတယ်။မြန်မာနိုင်ငံရဲ့ပထဝီ geopolitics အရာနေပြီးတော့တခြားသူတို့ကအဲ့လိုပေါ်တင်ဒီပေါ်ပေါ်တင်တင်ဝင်ဆက်လာပြီးဆိုရင်သူနဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကလည်းတခြားဖက်တွေမတူညီတဲ့ဖက်တွေမှနေပြီးတော့ပြန်ပြီးတော့အဲ့လိုသာဆိုရင်ကျွန်တော်တို့နိုင်ငံကအဲ့ဒီအထူးနိုင်ငံကြီးရဲ့နေပြီးစုံမတစ်ခုဖြစ်ပြီးတော့စိတ်မိတော့ဟာပုံပြီးနေကြီးတာနိုင်မှာပေါ့နော် တရုတ်နိုင်ငံဘက်ကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နိုင်မည်တည်တဲ့ခိုင်မြဲရေးကိုအလေးထားပြီးမြန်မာနိုင်ငံမြောက်ပိုင်းကသက်ဆိုင်ရာဖွဲ့စည်းတွေအားလုံးရဲ့စံသားနဲ့တောင်းဆိုချက်တွေကိုအခြေခံကအဲ့ဒီဒေသရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအရှိန်အဟုန်မြင့်ဆောင်ရွက်နေတာလို့တရုတ်နိုင်ငံကြားရေးဥပဒေဌာနပြောရေးဆိုခွင့်ရှိသူကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။အဲ့ဒီအပြင်လာရှိုမျိုးကိုဆေလွှတ်ထားတဲ့အပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့ဟာစစ်ကောင်စီတနေ MNDAA အဖွဲ့တွေကြား အပြည့်ခက်ရစေးကြီးကိုကြီးကျက်နေပြီးလားရှိုးမျိုးကိုချုံးပွေတည်ငိမ်စွာလွှဲပြောင်းပေးရတာကိုကြည့်ရှုနေတယ်လို့လဲဆိုပါတယ်တရုတ်နိုင်ငံဘက်ကအခုလိုမြန်မာနိုင်ငံပိုင်နဲ့နေနေတဲ့အထိဝင်ရောက်ပြီးနေဆက်ဒေသတည်ငိမ်ရေးကိုဆောင်ရွက်နေတာဟာအချုပ်အခြာအာဏာကိုကျူးကျော်လိုက်တာဖြစ်ပေမဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကြားသဘောတူညီမှုတွေကြီးကြီးမားမားရှိမနေပဲအခုလိုဆောင်ရွက်မှာမဟုတ်ဘူးလို့အမည်မဖော်လိုတဲ့တရုတ်မြန်မာအရေးကျွမ်းကျင်သူကသုံးသပ်ပြောဆိုပါတယ်တရုတ်နယ်စပ်ဒေသတည်ငိမ်မှသာ တရုတ်နိုင်ငံဘက်ကဖော်ဆောင်နေတဲ့ပူလမစီမံကိန်းကိုဆက်လက်အကောင့်ထဲဖော်နိုင်မှာဖြစ်တာကြောင့်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဆိုတာထက်ကိုကျိုးစီးပွားတစ်ခုအပေါ်မှာပဲအခြေခံစဉ်းစားနေတာလို့လည်းဆိုပါတယ်မြန်မာတပြည်လုံးမှာသူကပါဝင်ပတ်သက်မှုကိုတိုးမလားဒါမှမဟုတ်ခုနကသူဒီလာရှိုးလိုမျိုးသူနဲ့ညီတဲ့နေဆက်မှာပဲသူ့ရဲ့ပါဝင်ပတ်သက်မှုကများလာမလားဆိုတော့မသိသေးဘူးကျွန်တော်စောင့်ကြည့်အောင်ပါပဲ 当时双方赞赏并感谢。 လိုနေရာကိုဒီလိုမျိုးဆဲအုပ်စုတွေဝင်ရောက်လာတာပါပြည်သူလူထုလည်းမကြိုက်ဘူးနောက်တစ်ခါငိမ့်ငမ်းရေးအတွက်လည်းဘာမှကျွန်တော်တို့ထူးခြားတဲ့ထူးခြားမှုဖြစ်လာမှာမဟုတ်ဘူးဒါမငိမ့်ငမ်းစေတဲ့အခင်းချင်းတစ်ခုတော့ပို့ပြီးတော့ကျွန်တော်တို့တွန်းပို့တဲ့အနေအထားမျိုးပဲဖြစ်တယ်လို့ကျွန်တော်တို့ကတော့မြင်တယ်အဲ့တော့ကြောင့်မလို့ဘယ်နိုင်ငံမဆိုပေါ့နော်ဟိုတစ်ဖက်ဖိတ်ပြီးတော့မင်းအွန်လိုင်းပြတာပဲမြင်မယ်တော့မင်းအွန်လိုင်းတော့ဆဲအုပ်စုပြောတာပဲကြားမယ်ဆိုရင်တော့မရပါဘူးနော်အဖြစ်အခြေအနေမှန်ကိုသိမြင်ဖို့ဆိုရင်အမှန်တိုင်းပြောရရင်ကမြတ်တကယ် မျက်စိနဲ့လည်းမကောက်ညံမျက်စိနဲ့ပါကြည့်ရမှာပေါ့နော်အဲ့တော့အခုကတစ်ဖက်လဲမျက်စိတစ်ဖက်လဲပိတ်ထားပြီးကြည့်တယ်ပြီးတဲ့အခါမှာအကျိုးအကျိုးစီးပွားညာမျက်စိနဲ့မကြည့်ဘဲနဲ့အကျိုးစီးပွားမျက်စိနဲ့ပဲကြည့်နေတယ်ဆိုရင်တော့အဲလောက်ရက်တရားမှားနေအောင်ပါပဲလွဲနေအောင်ပါပဲပေါ့နော်အဲ့တော့ကြောင့်မလို့မြမရေးကိစ္စတွေကိုအဲကြည့်မြင်တဲ့အခါမှာမျက်စိနှစ်ဖက်လုံးဖွင့်ပြီးကြည့်ကြဖို့နဲ့ညာမျက်စိနဲ့ပါဖွင့်ပြီးကြည့်ကြဖို့ကျွန်တော်ကတော့အဲကျွန်တော်တို့အနေနဲ့တောင်းဆိုပါတယ်ဟုတ်တယ်ဒေယုနိုင်ငံဘက်ကမြန်မာနိုင်ငံအရေးဝင်ရောက်ဆက်ဖက်မှုတွေဆောင်ရွက်တဲ့အခါမှာ တတိုင်းပြည်တော်အတိုင်းအတာအနေနဲ့ဆောင်ရွက်တာမတွေ့ရပဲသူတို့တွေရဲ့အကျိုးစီးပွားတွေရှိနေတဲ့နေရာနဲ့ပထဝီနိုင်ငံရေးအရာရောစီးပွားရေးအရာအချက်အချာကြားတဲ့ဒေသတွေကိုလွှမ်းမိုးနိုင်ရေးကြိုးစားတာတွေ့ရတယ်လို့ပုံမျိုးသားလုံးမြောက်ရေးအဖွဲ့ချုပ် PNLO NCS ဥက္ကဋ္ဌကသုံးသပ်ပါတယ်လက်ရှိလာရှုမျိုးတဲ့အထိအပြစ်ခက်ရစရေးစောင့်ကြည့်ရဖွဲ့ကနေဆက်ကိုဖျက်ပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်လာတာဟာအဲ့ဒီဒေသမှာဆောင်ရွက်နေတဲ့ပိုလမစီမံကိန်းနဲ့ နေဆက်ကုန်တဲ့ရေးကိုစော်ရဲစီဖို့ဖြစ်တယ်လို့လည်းဆိုပါတယ်။အမရေးဒီမှာကျဆေးရေးဒီမှာကျပါလေဒီပထဝီနိုင်ငံရေးဒီမှာကျတဲ့ကိုရတဲ့နေနဲ့ရတဲ့ပုံစံနဲ့လုပ်နေတယ်လို့ကျွန်မမြင်နေတယ်ဗျာ big picture ပါလေ။အဲ့ဒီကတော့ပြောချင်တော့ဘာဖြစ်ဝင်ဆက်ရတယ်လို့ထင်ရပေမဲ့သူကဘာဒီမြောက်ပိုင်းနဲ့သူရဲ့ကျိုးစီပွားရှိတဲ့နေရာကိုဒီဟိုပဲအခါကွယ်ပြုနေတဲ့သဘောမျိုးအဲ့ဒီနေရာလေးမှာပဲအချမ်းတင်ရအောင် ကျိုးပန်းနေတဲ့သဘောမျိုးတွေ့ရတယ်ဗျကိုကန်တဖွဲ MNDA ကအာနာဒိတ်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခါနဲ့လာရှုမြို့ကို2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကတိမ်ပိုက်ခဲ့ပြီးသူတို့တွေရဲ့အုပ်ချုပ်ရေးရန်နေရနဲ့လေပတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့တရုတ်နိုင်ငံကကြားဝင်ပြီး အာနာဒိတ်စစ်တပ်နဲ့ကိုကန်တဖွဲတွေကိုတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးစေခဲ့ပြီးအဲ့ဒီဆွေးနွေးမှုရလဒ်တွေအရာ လာရှုမြို့ကို စစ်ကောင်စီလက်ထဲကိုပြန်ထည့်ဖို့သဘောတူခဲ့ကြတာပါကုကံအဖွဲ့နဲ့အနာသိစစ်ကောင်စီတို့အကြားအပြစ်ခတ်ရစဲရဲ့အတွက်စောင့်ကြက်တည်ရှိမဲ့တရုတ်နိုင်ငံဟာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရဲ့သဘောတူစာချုပ် NC လက်မှတ်ရေးထိုးခဲ့တဲ့အချိန်ကလည်းအတိတ်တည်းအဖြစ်ပါဝင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးဦးမှာပါ။အာဂျင်တီးနားနိုင်ငံဘူနိုအေရီးစ်မြို့မက်ထရိုပိုလီတန်ဖျားရှိခိုးကျောင်းမှာဧပြီလ22ရက်နေ့ကကျင်းပတဲ့ဘာသာပေါင်းစုံဆွေးဝဲအခမ်းအနားမှာဘာသာပေါင်းစုံကခေါင်းဆောင်တွေဟာပေါ်ယဟမင်ဂျီဖရန်စစ်ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြေကွဲကြောင်းဖော်ပြခဲ့ကြပါတယ်။ ဒီခန်းနာကိုကက်သလစ်ဘာသာ၊ခရစ်ယာန်ဘာသာကြောင်၊ဂျူးဘာသာ၊အစ္စလမ်၊အာမေးနီးယန်တမန်တော်ဖရာကြောင်၊အေဝံဂေလိပရိုတက်စတင့်ဖရာကြောင်တွေနဲ့အေဝံဂေလိပန်တီကော့စတဲဖရာကြောင်တို့ကကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါဗျာ။ ကတ်တလစ်ဘာသာဝင်တဝူအဖြစ်သူဘဝတလျှောက်လုံးဘာသာရေးတရားတွေကြားမှာတတက်ကြွကြွဆွေးနွေးမြင့်တင်ခဲ့တဲ့ပုံရဟန်းမင်းကြီးရဲ့အခမ်းကဏ္ဍကိုကိုစလေအသီးသီးကမင်ခွန်းတွေအတွင်အလေးပေးဖော်ပြခဲ့ကြပါဗျ။ပုံရဟန်းမင်းကြီးရဲ့ဇာပနအခမ်းအနားကိုစနေနေ့မနက်၁၀နာရီမှာစိန့်ပီတာယဉ်ပြင်မှာကျင်းပမှာဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးအားကစားတဲ့တဲ့ပုတ်ကိုပြောပြပေးအောင်ပါ။ Crystal Palace နဲ့တည်ရကြတဲ့ပွဲစဉ်က Arsenal အသင်းသားတွေရဲ့စွမ်းဆောင်ရည်အပေါ်နီးပြအာဒီတာက စိတ်ပြတ်စကားဆိုသွားပါတယ်။အာဆင်နယ်ဟာပဲလစ်နဲ့ပွဲစဉ်မှာစွမ်းဆောင်ရည်အားနည်းခဲ့ပြီးတစ်ဖက်နှစ်ကိုးစီတည်ကြခဲ့တာပါ။ရာလန်နဲ့စွမ်းဆောင်ရည်အပေါ်စိတ်ပြတ်မိပြီးအသင်းသားတွေအနေနဲ့ပွဲကိုပြီးပြည့်စုံတဲ့အထိထိန်းချုပ်နိုင်စွမ်းမရှိခဲ့ကြောင်းတချို့နေရာတွေမှာကစားနေကြစွမ်းဆောင်ရည်ကိုမှတ်မိခဲ့ကြောင်းနီးပြအာဒီတာကပြောသွားပါဗျ။ ။အာဆင်နယ်ဟာဒီပွဲသရေရလက်ကြောင့်ထိတ်ဆုံးကလီဗာပူးထက်တပွဲပိုအခြေအနေမှာ၁၂မှတ်ထိကွာဟသွားပြီးဂိုးကွာခြားချက်မှလည်းအသာမရနိုင်တော့တာကြောင့်လက်ကျန်၄ပွဲအလိုမှာလီဗာပူးအသင်းကချန်ပီယံဖြစ်ဖို့တည်ကြသွားပြီဖြစ်ပါရဲ့ရှင်။ TV ဥမြင်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရရှုစားခဲ့ကြတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျမကတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်